မင်္ဂလာပါရှင်ဒီကနေ့အတွက်တော်လန်ကမိန်တရင်အနေနဲ့အညာမြေတပောင်းစုရဲ့တွေ့ရလာမဲ့ကမိန်55ရာခိုင်နှုန်းရောင်းချပြီးတဲ့အကြောင်းပြောပြကြမှာရယ်အညာမြေတပောင်းစုကမေရှင်များဆက်လက်ပေါ်ဆောင်နိုင်ဖို့တွေ့ရလာမဲ့ကမိန်ကိုဖေဖော်ဝါရီ15ရက်ကနေဧပြီ30ရက်နေ့ထိပြုလုပ်နေတာဖြစ်ပြီးမဲလက်မဲ့ဆောင်ရေး55ရာခိုင်နှုန်းထိရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါရယ် အညာမြေတပေါင်းစုရဲ့တွေ့ရလာကမင်းကိုကြီအတောင်ရေတပေါင်းရရှိနိုင်ရင်မျှော်မှန်းထားလို့မဲလက်မှတ်တစ်စောင်းကိုတပေါင်းနှုံးနဲ့မဲလက်မှတ်ဆောင်ရေတပေါင်းရောင်းချသွားမှာပါအညာမြေတပေါင်းစုဟာစစ်စင်ရေးများကိုဒီဇိုင်းမဲ့မဲ့ပေါ်ဆောင်နေတဲ့အဖွဲတစ်ဖွဲဖြစ်ပြီးအဲ့ဒီလိုပေါ်ဆောင်ရမှာပြည်သူတွေရဲ့ပံ့ပိုးမှုကလွဲပြီးတခြားမြေတီတော်လန်ရေးဥဆောင်ဖွဲ့စည်းများထံကမှထောက်ပံ့ငွေများလုံးဝမရရှိလို့ဒီကမိန်းကိုဒုတိယအကြိမ်ပြုလုပ်ရခြင်းဖြစ်တယ်လို့ဆိုပါရယ် ဒုတိယကြိမ်လှုပ်ဆောင်တဲ့ဒီမဲကမိန်မှာစုရေးတွေဖြစ်ပထမစု10သိန်းချက်ဒုတိယစု9သိန်းချက်တတိယစု3သိန်းချက်တသိန်းချက်5စုနဲ့9000ချက်10စုတို့ကိုမဲပေါက်ပေးသွားမှာပဲဖြစ်ပါတယ်။ညာမြေတပေါင်းစုအနေဖြင့်ပြည်ရင်းပြည်ပေါက်ကပြည်သူများထံကနေရရှိလာတဲ့ရမဝင်များနဲ့သာစစ်စင်ရေးများကိုဖော်ဆောင်ရတဲ့အတွက်အခက်အခဲများကြုံတွေ့ကြရပြီးအဲ့ဒီလိုကြုံတွေ့ရတဲ့အထက်မှာမှလက်နက်ခဲရဲ့အခက်အခဲဟာအကြီးမားဆုံးအခက်အခဲဖြစ်တာကြောင့်မစ်ရှင်များဆက်လက်ဖော်ဆောင် ောင်နိုင်စေဖို့မဲလက်မှတ်များဝယ်ယူခြင်းဖြင့်တွေးရလာမဲကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးနိုင်ပါတယ်။ကမ်ပိန်းတမက်ရဲ့အတွင်တားဂက်ပြည့်ကျင်တာကြောင့်တော်လန်ပြည်သူများအနေနဲ့ပါဝင်ကန်ဆန်းရင်လိုအပ်နေတဲ့ခရယများဖြည့်ဆည်းပေးလိုပါကအညာမြေတပေါင်းစုပေ့စ်ကနေတဆင့်ဆက်တွယ်ဝယ်ယူနိုင်ကြောင်းသိရပါရရှင်။ ဆက်လက်ပြီးမျိုးပြောင်ယူကြည်ရဲပေါ်များကိုထောက်ပံ့ပေးဖို့အတွက်မက်စလောင်20ရက်ကနေ28ရက်နေ့ထိတပတ်တည်းသာပြုလုပ်သွားမယ်မျိုးပြောင်ယူကြည်ရဲပေါ်များအတွက်တိန်း90ကမ်ဘိန်းနဲ့မိတ်ဆက်ပေးပါမယ်မျိုးပြောင်မှာရဲပေါ်တွေပွဲကရင် တော်လှန်ပြည်သူအလုံးပျော်ရွှင်အားရကြတာပါဒါပေမဲ့အဲ့ဒီလိုမင်းရှင်အောင်မြင်ဖို့ဆိုရင်ငွေအားလူအားတွေအများကြီးလိုအပ်ပြီးကြိုတင်ပြင်ဆင်ရတာတွေလည်းအများကြီးရှိပါတယ် တခါတလေမြို့ပြယူဂျင်ရဲဘော်တွေဟာလူအားတောင်ရှိပြီးငွေကြေးမပြည့်စုံတဲ့အတွက်ပွဲကားခြင်းပဲလဲမကနိုင်တဲ့အချိန်တွေငွေအားမလုံလောက်မှုကြောင့်အချိန်မီမရှောင်တိန်နိုင်မပြေးနိုင်ခဲ့တဲ့အဖြစ်မျိုးတွေလည်းရှိခဲ့ပါတယ်။ အဲ့ဒီလိုအချိန်မှာတော့မြို့ပြမှာအသက်ကိုဗရဏာမထားပဲစကားဆရဲ့ရန်ညားတွေကိုဖြိုဖျက်နေတဲ့ရဲဘော်တွေအတွက်တော်လန်ပြည်သူအလုံးကတဖက်တလန်းကနေဝိုင်းယုံအားဖြင့်ပေးကြဖို့ကမ်ပိန်းစီစဉ်သူတွေကတောင်းဆိုနေပါတယ်။ဒီကမ်ပိန်းကို9ရက်ထဲတာပြုလုပ်သွားမှာဖြစ်ပြီး project target ကိုတော့7350တက်မှတ်ထားပြီးရရှိလာတဲ့ထောက်ပံ့မှုများကိုမြို့ပြမှာတကယ်လှူရှာနေတဲ့ UG ရဲဘော်တွေကိုထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ ပမာဏတက်မှတ်ထားခြင်းမရှိတာမို့မိမိတို့တက်နိုင်သလောက်ကိုတဦးချင်းဖြစ်စေစုပေါင်း၍ဖြစ်စေရဲဘော်များတို့ page ကိုဆက်သွယ်ပြီးပြည်ရင်းပြည်ပငွေကြေးမျိုးစုံနဲ့ပါဝင်နိုင်ကြောင်းသိရပါရရှင်ကျမကຫນွေဦးမေးပါ